အားလုံးပဲမင်္ဂလာပါ Save Wars in Burma မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့အယတအစိုးရလက်ထက် KYI နဲ့စစ်တပ်ကြားက တကြော့ပြန်စစ်ပွဲတွေဘလို့ဖြစ်လာခဲ့တယ်လဲဘလို့ဆုံးသက်ခဲ့တယ်လဲစတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အားလုံးတည်ပြီးကြတဲ့အချိန်ပဲမြန်မာနိုင်ငံကိုနှစ်ပေါင်း20ကျော်အုပ်ဆိုးလာတဲ့စစ်အုပ်ချုပ်ရေးကဏ္ဍဟာ 2010ခုနှစ်မှာတော့လုံးဝကို ဆုံးသက်ခဲ့ပြီးရွေးကောက်ပွဲရလဖြင့်ဒီမိုကရေစီအစိုးရတရက်ပေါ်ပေါက်ရေးကိုသာဦးတည်လာခဲ့ပါတယ်။တမရဟူသိမ့်စိန်ဦးဆောင်တဲ့ဒီမိုကရေစီအစိုးရအများခေါ်အယက်သားတစ်ပိုင်းအစိုးရလက်ထက်မှာဆယ်စုနှစ်များစွာတည်ရှိလာတဲ့ KIA ရင်းနဲ့စစ်တပ်ကြားကငြိမ်းချမ်းရေးဟာလေတကြောပြန်စစ်ပွဲတွေဘက်ကိုတမဟုတ်ချင်းဦးတည်လာခဲ့ပါတော့တယ်။ KIA ဟာမြစ်စုံစဲစီမံကိန်းမှာ လုံခြုံရေးယူနေတဲ့စစ်တပ်တက်ကြွကြီးတူကိုလက်နက်နဲ့တကွဖမ်းဆီးခေါ်ဆောင်သွားရတာစစ်တပ်ဘက်မှ အခြေချစစ်ဗျူဟာမူဦးဆောင်တဲ့စစ်ကြောင်းက လိုက်လံရှင်းလင်းတဲ့အခါမှာတော့တီတာမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်ပွဲကိုစတင်လာခဲ့ပါတော့တယ်။အကြဆုံးများခဲ့ရတဲ့စစ်တပ်ဘက်မှလည်း KYA ဌာနချုပ်ရှိရာလိုင်စာမျိုးအထိထိုးဖောက်ဝင်ရောက်ဖို့စစ်ရေးစီမံချက်တွေချမှတ်ပြီးစစ်ကိုပြင်ဆင်လာခဲ့ပါတယ်စစ်ပွဲရဲ့အစောပိုင်းကာလတွေမှာတော့ KYA တို့ဟာစစ်တပ်ရဲ့လက်ကြားရန်စစ်စခန်းကိုတန်ဆူးချိုးပတ်လည်ခတ်ပြီးအထက်ထက်ဝိုင်းပပိတ်ဆို့ကတိုက်ခိုက်ခြင်းစစ်တပ်စစ်ကူစစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်းထောက်ပို့လမ်းကြောင်းများကိုဖျက်တောက်ခြင်း လှုပ်ရှားစစ်ကြောင်းများဖြင့်ခြုံကိုတိုက်ခိုက်ခြင်းစသည့်ဖြောက်ကြားစစ်ဗျူဟာများဖြင့်စစ်တပ်ကိုထိနာအောင်တိုက်ခိုက်ထားနိုင်ခဲ့ပါသည်စစ်ပွဲကာလအတွင်းမှာစစ်ဆိုးရလက်ထက် SSB SSA တို့နဲ့ပဲတိုက်ပွဲဖြစ်ပွားခြင်းသာ ရှိထားခဲ့တဲ့စစ်တပ်ဟာလေနိုင်ငံရေးအရအယတဆိုးရလက်ထက်အခြားနယ်မြေများမှာငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့အတွက်အနားရခဲ့ပြီး ကချင်စစ်မြေနာကိုသာအာယုံဆိုင်ဆရာရှိတဲ့အတွက် အင်အားပြည့်ဖြင့်ပြန်လည်တုံ့ပြန် ထိုးစစ်ဆင်လာနိုင်ခဲ့ပါတယ်စစ်ပွဲချိန်ကြာလာတဲ့အများလူရင်းမြေလက်နက်အင်အားနဲ့ငွေကြေးတုံးဆွဲနိုင်မှုကဟာချက်များကြောင့်စစ်တပ်ဗမာအရေးတာလာခဲ့ပြီး KIA ဌာနချုပ်ရှိရာလိုင်စာမြို့နာကိုတဖြည်းဖြည်းနှိကက်ဆိုးမိုးလာနိုင်ခဲ့ပါတယ်ထို့တူပဲအချက်သားဆိုးရအနေနဲ့လည်းနိုင်ငံတကာမှငြိမ်းချမ်းရေးတောင်းဆိုမှုများ ဒီတွင်မှာငြိမ်းချမ်းရေးနဲ့လူအခွင့်ရေးအဖွဲ့များရဲ့လှုပ်ရှားတောင်းဆိုမှုများချင်းရှားတဲ့ငြိမ်းချမ်းရေးအတွက်လှုပ်ရှားတောင်းဆိုမှုတွေဖြစ်တဲ့ပန်းရဲလန်းဖွဲ့နဲ့88ဖွဲ့စည်းများရဲ့ပြည်မမှာကချင်ပြည်သူဦးတည်တဲ့ငြိမ်းချမ်းရေးခရီးစဉ်ဆောင်ရွက်တောင်းဆိုမှုများတဏီတခြားများပြလာတဲ့ဒုက္ခတွေများရေးစားတဲ့နိုင်ငံတကာနဲ့ပြည်တွင်းမှာပြင်းထန်တဲ့ပြည်အားတွေကိုကြိုင်နက်ရင်ဆိုင်လာရပါတယ်။ စစ်ပွဲရဲ့နှောင်းပိုင်းကာလတွေမှာစစ်တပ်ဟာဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့လက်ကြားရန်ကဲ့သို့သောတပ်စခန်းများကိုစစ်ကူစစ်ကြောင်းများရောက်ရှိပူးပေါင်းနိုင်ခြင်း KIA တို့ရဲ့ဌာနချုပ်ဖြစ်တဲ့လိုင်ဇာမျိုးကို စီရေးရစိုးမိုးထားနိုင်ခဲ့ခြင်းစရဲစီရေးရရေးသားမှုများကို ရရှိလာခဲ့ပါတယ်ဒီနေရာမှာပြောပြလိုတာက KIA ဌာနချုပ်ဖြစ်တဲ့လိုင်ဇာမျိုးဟာ တောင်တန်းတွေပတ်လည်ဝန်းရံနေတယ်။အလယ်ကမြေပြန့်ထဲမှာတည်ရှိတဲ့မြို့လေးဖြစ်ပါတယ်။မြေနေထရာမြို့ကိုလုံခြုံရေးယူထားနိုင်တယ်။ပတ်လည်ကတောင်တန်းတွေဟာအသာချက်ဖြစ် ရှိနေခဲ့ပေမယ့်၎င်းကာကင်စခန်းတွေတိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့ခါမှာတော့လိုင်ဇာမြို့ဟာစစ်ရေးအရာတိုက်ရိုက်ချင်းချောက်ခံလိုက်ရတဲ့အနေအထားကို ရောက်ရှိသွားခဲ့ရပြီးစစ်ပွဲချင်းတွင်ရှာဟာလဲပြောင်းလဲသွားခဲ့ပါတော့တယ်။ စစ်တဟာလိုင်ဇာမျိုးဝင်မို့ဦးမှာ၎င်းရဲ့တပ်ဖွဲ့ဝင်များကိုတပ်ပုံမှတ်တမ်းယူခြင်း၎င်းတို့အောင်ပွဲများကိုတစိ့တစ်ပိုင်းထုတ်ပြန်ခြင်းတရားငါမမကဲ့သို့သောတောင်ပေါ်ပြည့်အမြောင်များဖြင့်မျိုးကိုတိုက်ရိုက်ပစ်ခတ်နိုင်ရန်ချိန်ရွယ်ထားခြင်းစသဖြင့်စိတ်တဆစ်စင်ရေးရပါအတာရနေခဲ့ပြီးတော့လိုင်ဇာမျိုးကိုဝင်တိမ်မို့ထိပြင်ဆင်ရင်တပ်သားများဟာလည်းစိတ်တမြင့်ဆုံးခြေနေမှာအသင့်ဖြစ်နေခဲ့ကြပါတယ် တော်ချိန်ပါပဲပြင်းထန်တဲ့နိုင်ငံရေးဖိအားတွေကိုရင်ဆိုင်နေရတဲ့အရသာတပိုင်းဆိုရဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့တမတဦးသိန်းစိန်ဟာ၎င်းရဲ့ပူချုပ်ကြီးဘဝကစစ်တပ်ပေါ်ဩဇာလွှမ်းမိုးနိုင်မှုလက်ရှိကာကွယ်ရေးဦးစီးချုပ်နဲ့အပတ်စဉ်ကြွားချပြီးစီနီယာဂျူနီယာဆက်ဆံရေးအရဩဇာလွှမ်းမိုးနိုင်မှု ရခိုင်စစ်ဆိုရခေါင်းဆောင်ဟောင်းဗိုလ်ချုပ်မှုကြီးရဲ့ထောက်ခံဆောင်ရွက်မှုများနဲ့အတူစစ်တပ်ကို ကချင်ပြည်နယ်ကထိုးစစ်တွေချက်ချင်းရတံမှုရောက်တဲ့နေရာမှာရတံပြီးတိုက်ပွဲလုံးဝဖော်ဆောင်ခြင်းမပြုဘဲတစ်ချက်လုံးအမိန်ပေးခဲ့ပြီးကချင်ပြည်နယ်ကစစ်တပ်နဲ့ KIA တို့ရဲ့နှစ်နှစ်ကျော်ကြာ ပြင်းထန်တဲ့ကြောပြန်စစ်ပွဲတွေကိုရပ်တန့်ခဲ့ပါတော့တယ်စစ်ပွဲတွေပြီးမှာတော့ KIA တို့ဟာနောက်တစ်ချိန်မှာစစ်တပ်ရဲ့ထိုးစစ်တွေကိုမိမိတို့တပ်ဖွဲ့ရဲရင်ဆိုင်ခြင်းထက် နေမီအများပြဖြင့်ဖြန့်ခွဲရင်ဆိုင်ခြင်းစစ်တပ်နဲ့မိမိတို့ကြားဂျားကန်နေမီများဖြစ်ပေါ်လာ၏စသည့်တွေးခေါ်မှုများဖြင့်ယနေ့ရှမ်းမြောင်းနှင့်ရခိုင်တွင် အောင်မြင်မှုများစွာရရှိနေသောအာရခတ်တတော်အေအေနှင့်တောင်မျိုးသားလွတ်မြောက်ရေးတမတော် TNL တို့ကိုမဟာဗျူဟာမြောက်မွေးထုတ်ပေးနိုင်မှုအစီအမံတွေစတင်ဆောင်ရွက်လာခဲ့ကြပါတော့တယ်ဒီနေ့မှာတော့ဒီလောက်ပါပဲ နောက်ဗီဒီယိုမှာတော့2015နောက်ပိုင်း LND အစိုးရလက်ထက် ကိုကနေမြေပြန်လဲစိုးမိုးရေးအိမ်မက်တွေနဲ့ယူနန်ပြည်နယ်မှာခြေပြုပြီးပြန်လဲဝင်ရောက်ဖို့ကြိုးစားလာတယ်။ဦးဖုန်ကြားရှင်ရဲ့ MND တပ်များနဲ့စစ်တပ်ကြားကနမေကျော်လောက်ကင်တိုက်ပွဲများကြောင်းကိုတင်ဆက်ပေးတော့မှာမို့စောင့်မျှကြည့်ရှုကြဖို့လဲဖိတ်ခေါ်လိုက်ရပါတယ်။ ီဒီယိုလေးကိုစောင့်နေကြည့်ရှုပေးကြတဲ့ Cyberwars in Bangwon ပရိသတ်များကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။